အားလုံးပဲမင်္ဂလာပါခင်ဗျာ Camp Lock မှာပြန်လည်ကြည့်ရှုပါရစေကျွန်တော်တို့နေထိုင်တဲ့ဒီကဘာကြီးဟာဆိုလို့ရှိရင်ပေါ့နော်ပထမကဘာစစ်ကောဒုတိယကဘာစစ်ကောရဲ့ဒဏ်ကိုကောင်းကောင်းကြီးကြော်ဖြတ်ပြီးတော့ခန်းစားခဲ့ပြီးပဲဖြစ်ပါတယ်မိတ်ဆွေတို့အားလုံးသိကြတဲ့အတိုင်းပဲစစ်ပွဲတွေတစ်ခုနဲ့တစ်ခုပြီးသွားတဲ့အခါမှာဆိုရင်ကဘာရဲ့ဒီတောင်းလဲပြီးကြံခဲ့တဲ့ချက်လက်တွေဟာဘလောက်တောင်ဆိုးဝါးလဲဆိုတဲ့ဟာကိုကဘာသမိုင်းမှာလည်းကျွန်တော်တို့သင်ကြားခဲ့ရတယ်ပေါ့နော်ကဲအခုလိုမျိုးပေါ့ နိုင်ငံတကာကနေပြီးတော့လက်ရှိဖြစ်ပေါ်နေတဲ့ဒီ current condition တွေအရအဲတခုခုသာဖြစ်ခဲ့ရင်ပြောချင်တဲ့သဘောကဗျာ World War 3ကတတိယကမ္ဘာစစ်တာဖြစ်ခဲ့လို့ရှိရင်ကျွန်တော်တို့နေထိုင်တဲ့ဒီပတ်ဝန်းကျင်ကမ္ဘာကြီးတော့ကျွန်တော်တို့တွေကိုယ်တိုင်ကောကဘလူရီတောင်ကြီးကျယ်ပြောင်းလဲသွားနိုင်ခြင်းရှိလဲဆိုတဲ့မေးခွန်းကိုမိတ်ဆွေတို့စဉ်းစားမိဘူးပါလားခင်ဗျာအကယ်၍အဲ့မေးခွန်းလေးကိုစဉ်းစားကြည့်ဘူးရဲ့ဆိုရင်လည်း ကျွန်တော်ကဒီမေးခွန်းရဲ့ဖြစ်လာနိုင်ခြေရှိတဲ့အခြေတွေကိုပြောပြပေးမှဖြစ်လို့ကျွန်တော်နဲ့အတူတူလေ့လာကြည့်အောင်ဒီယနေ့ခေတ်ကဘာကြီးဟာဆိုလို့ရှိရင်ပေါ့နော်ဒီပညာအသက်အဆန်းတွေနဲ့နောက်ပြီးတော့ဒီဆက်သွယ်မှုတွေကတိုးတက်မြန်ဆန်လာတဲ့လိုမျိုးဒီပြိပခဖြစ်တဲ့နှုံးနေရာလည်းပို့ပို့ပြီးတော့များပြားလာပါတယ်အဲ့တော့ဒီတတိယကဘာစစ်တာဖြစ်လာခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်အခုပြောပြမယ်အောက်ပါကဏ္ဍမှာရှိတဲ့အကြောင်းအရာတွေက ဒါအကြီးအကျယ်ပြောင်းလဲနိုင်တဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ဒီတတိယကမ္ဘာစစ်ရဲ့အဆိုးဆုံးအကျိုးရလက်ကတော့ဘာဖြစ်နိုင်လဲဆိုတော့ဒီနျူကလ িয়ার လက်နက်တွေအများအပြားအသုံးပြုနိုင်ရရှိရပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနျူကလ িয়ার ပိုင်ဆိုင်မှုတွေကနိုင်ငံအနှံ့အပြားမှာပဲရှိနေပြီးဖြစ်ပါတယ်။ဒါကြောင့်တကယ်၍သာနျူကလ িয়ার လက်နက်ကိုအသုံးပြုခဲ့မယ်ဆိုရင်တေချာပေါက်ဖြစ်လာမယ့်အရာတွေကတော့ဒီလူတွေကလည်း၆ခန်းဆိုပြီးပျောက်သွားမှာပြ။ ရိုးရိုးပြောင်မှာတော့မဟုတ်ဘူး trick ဆိုပြီးတော့ဟိုတခါလေးကိုတည်ဆုံးတဲ့လူတွေလည်းများမယ်နောက်ပြီးတော့အကယ်၍ကံကောင်းလို့အသက်ရှင်ကြံခဲ့မယ်ဆိုရင်တောင်မှဒီသူ့ရဲ့အကျွင်းကြံပေါ့နော်ဓာတ်ရောင်ကြီးတင့်နေဟာတွေကြောင့်တခါလေးပေါ့နော်ဟိုကြက်မကြီးမကောင်းတာတွေဖြစ်မယ်ယောဂဆိုးတွေဖြစ်နေဥမာဆိုပါဆိုကန်ဆာတို့ဘာလို့လို့မျိုးပေါ့နော်အဲ့လိုဟာတွေအများကြီးဖြစ်ပေါ်နိုင်တယ်နောက်တစ်ခုကကြတော့ယာတိဥဒ္ဓယာတိဥဒ္ဓကကျွန်တော်တို့ကဘာမြေကိုနေအောင်ကြီးကလုံးဝတိုက်ရမရောက်တော့ ။ဘာကြောင့်လဲဆိုတော့ဒါကတော့ကျွန်တော်လည်းမကြုံဘူးပေါ့နော်။ Nuclear winter ဆိုတဲ့อืมပြောရမယ်ဆိုရင် Nuclear စောင်းရသည်ပေါ့။သူ့ရဲ့အမှုံတွေကကောင်းကင်အနှံ့မှာဖုံးလွှမ်းသွားမှာဗျာ။အဲအားကြောင့်မလို့ကျွန်တော်တို့ရှိကိုဒီ sunlight ခေါ်တဲ့ဒီနေအောင်ကြီးကလုံးဝတိုက်ရိုက်ဝင်မဖောက်နိုင်ဘူး။နေအောင်ကြီးမရတဲ့အခါမှာဆိုရင်ဒီအပင်နေကောက်ပဲတိနှံနေစိုက်ပျိုးရေးခံတာပေါ့နော်အကြီးကစာဝတ်နေကြီးကလုံးဝအဆင်မပြေဘူးလုံးဝကိုအောင်မြင်ဖြစ်ထွန်းမှာမဟုတ်ဘဲနဲ့ ရာသီဥတုဖောက်ပြန်မှုတွေအများကြီးကြောင့်တွေ့နိုင်တယ်။ဒါကတော့ရာသီဥတုနဲ့သက်ဆိုင်။နောက်တစ်ခုကကြတော့ဘာဖြစ်လာနိုင်လဲဆိုတော့အကယ်၍သာဒီလိုမျိုးနျူကလ িয়ার စစ်ပွဲတစ်ခုရဲ့တစ်ခုအပြီးမှာဆိုလို့ရှိရင်ပေါ့နော်။ပြန်လည်ထူထောင်ရေးရမြင့်တယ်အများကြီးကြတယ်တနည်းနည်းနည်းတည်းမဟုတ်ဘူးနှစ်တည်းအများကြီးဆိုတာ1 decade spot အနည်းဆုံး10စုနှစ်တခုကြာအောင်တို့ကပြန်လဲပြီးတော့ထူထောင်ရတယ်အဲ့လိုပြန်လဲထူထောင်နေရင်ထောင်မှာတချို့နေရာတွေမှာဆိုရင်လူသားတွေပေါ့နော်ကျွန်တော်တို့လူသားတွေ ဆက်လက်ပြီးတော့နေထိုင်လို့မရတဲ့အထိဥမာရေဒီယိုတက်တိကျွတွင်းကြံနေကြံခဲ့တာပဲဖြစ်ပေါ့။အဲ့တချို့ရဲ့မြေနေရာရဲ့လုံးဝသုံးစားလို့မရအောင်ဖြစ်သွားနိုင်တဲ့ခြေအနေကြီးအများကြီးရှိပါတယ်။စစ်ပွဲတစ်ပွဲရဲ့အကြီးအမားဆုံးတားကောင်နေထဲမှာဆိုလို့ရှိရင်ဒီစီးပွားရေးရလည်းထိတ်ဆုံးကနေပါဝင်နေရပဲဖြစ်ပါတယ်။အကယ်၍သာတတိယကဘာစစ်တာဖြစ်ပေါ်လာခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီကဘာစီးပွားရေးဆိုတာကတော့ပြန်တက်လာဖို့မပြောနဲ့ ိုးအောက်ကနေပြီးတက်လာဖို့ဆိုတာအဝေးကြီးဖြစ်သွားမှဖြစ်ပါတယ်။နောက်ပြီးတော့ဒီကုံသွယ်မှုတွေပေါ့နော်။နိုင်ငံတစ်ခုနဲ့တစ်ခုပဲဖြစ်ဖြစ်တနေရာနဲ့တနေရာမှာဖြစ်ဖြစ်ပို့ဆောင်နေတဲ့ဒီကုံသွယ်ရေးမှုတွေအကုန်လုံးက cut off ဖြစ်သွားမယ်။အဲ့ဒါကဘာကိုသွားပြီးထိခိုက်လဲဆိုတော့ဥပမာစေဝါတွေနောက်တစ်ခုကကြတော့ဒီအစားအသောက်တွေနောက်ပြီးတော့ဒီ transportation အတွက်သုံးနေတဲ့ဒီ swine in လို့ခေါ်မှာပေါ့နော်။ swine in တွေအကုန်လုံးကချက်တောက်သွားနိုင်ပါတယ်။ထို့အပြင်ကျွန်တော်တို့ကဒီ အလုတ်အကိုင်ရှားပါမှုတွေလည်းဖြစ်ပေါ်လာမယ်။ပြောချင်တာကစီးပွားရေးအကုန်လုံးကရက်တန်သွားတဲ့အခါမှာဆိုလို့ရှိရင်ဒီလူငယ်တွေပဲဖြစ်ဖြစ်လူကြီးတွေပဲဖြစ်ဖြစ်အလုတ်လောက်ကိုင်နေတဲ့လူတွေအကုန်လုံးပဲအရန်ကိုအခက်ခဲဖြစ်လာပါလိမ့်မယ်။အလုတ်အကိုင်တွေမဲ့လာမယ်။ဦးမဲ့အိမ်မဲ့တွေများလာမယ်။နောက်ပြီးတော့စင်းရဲမွဲတွေမှုကလည်းအကြီးအကျယ်ကိုတိုးပြီးတော့တက်လာမှာပေါ့နော်။အောင်မြင်မှုတိုးတက်တာမဟုတ်ဘူး။အဲ့လိုတွေဖြစ်လာရင်အကြီးအကျယ်စင်းရဲမွဲတွေမှုတွေကတိုးတက်လာမှာပဲဖြစ်ပါတယ်။နောက်ပြီးတော့ ငွေကြေးရဲ့တန်ဖိုးတွေကလည်းကမ္ဘာငွေကြေးရဲ့တန်ဖိုးတွေကလည်းဟိုးအောက်ကြီးကိုထိုးကြသွားမှာပါစစ်ပွဲတစ်ပွဲတစ်ပွဲရဲ့ကုန်ကြမ်းစိတ်ဆိုတာငဲတဲ့စိတ်တော့မဟုတ်ပါဘူးဒီတုံးတို့အုံပြုတဲ့လက်နက်တွေအတွက်ကုန်ကြမ်းမဲ့ငွေတွေကြောင့်ပေါ့နော်ကျွန်တော်တို့ဒီကမ္ဘာငွေကြေးဟာလည်းဟိုးအောက်ကြီးကျလာနိုင်ကြီးရှိပါတယ်နောက်ပြီးတော့စစ်ပွဲတိုင်းဟာဆိုလို့ရှိရင်ပေါ့နော်ကမ္ဘာနိုင်ငံရေးနဲ့လူမှုရေးမြေပုံကိုအမြဲပြောင်းလဲတတ်ပါတယ် အကယ်၍တတိယကဘာစစ်သားဖြစ်ပေါ်လာခဲ့မယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်တို့သိထားတဲ့သင်ထားရတဲ့မြေပုံတွေဟာဆိုလို့ရှိရင်ပို့ပြီးတော့တင်းငယ်ွားတာမျိုးပို့ပြီးတော့ကြီးမားလာတာမျိုးဖြစ်လာနိုင်ပါတယ်အဲ့ဒါကဘာပေါ်မူတည်လဲဆိုတော့နိုင်ငံတနိုင်ငံနဲ့တနိုင်ငံတိုက်တဲ့စစ်ပွဲရဲ့အရှုံးအနိုင်ပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကမ္ဘာအမိုင်းကမ္ဘာမြေပုံမှာတင်ခဲ့ရတဲ့မြေပုံတွေပျောက်သွားတာမျိုးကျယ်သွားတာမျိုးကျဉ်းသွားတာမျိုးအများကြီးအပြောင်းလဲဖြစ်ပေါ်လာနိုင်ပါသေးတယ် နောက်ပြီးတော့ဒီစစ်ပွဲတွေရဲ့အကျိုးဆက်အဖြစ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်အစိုးရပုံစံနေလည်းအများကြီးတောင်းလဲလွားနိုင်ပါတယ်ဒီအခုလက်ရှိကျင့်သုံးနေတဲ့အနောက်ဥရောပနိုင်ငံတွေမှာကျင့်သုံးနေတဲ့ဒီမိုကရေစီစနစ်အစအင်းပြောရမယ်ဆိုလို့ရှိရင်တော့အာဏာရှင်စနစ်တွေပြန်လည်ပြီးတော့ပေါ်ပေါက်လာနိုင်တဲ့အများကြီးရှိပါတယ်ဒီစစ်ပွဲရဲ့စိုးပွားတဲ့ဒဏ်တွေကြောင့်ပေါ့နော်ကျွန်တော်တို့ရဲ့လူမှုအတိုင်းအဝိုင်းဟာဆိုလို့ရှိရင်လေပြိုကွဲပြီးတော့အကြမ်းဖက်မှုတွေ အဲပြီးလို့ရှိရင်ဒီလူရမှုတွေဟာပုံမူပြီးတော့ကဘာအနှံ့မှာညပြလာနိုင်ခြင်းရှိပါတယ်။နောက်ပြီးတော့ဒီခံစားမှုတွေပေါ့ကျွန်တော်တို့ရဲ့စိတ်နေစိတ်ထားတွေပြောမှဆိုရင်တော့စိတ်ကြမ်းမာရေးအခြေအနေဟာလည်းတိတိတတ်တာကိုဂျိုယွင်းလာမှာပဲဖြစ်ပါတယ်။နောက်ပြီးတော့အခုစစ်ပြေးပြေးနေရတဲ့ပေါ့နော်စစ်ပြေးဒုက္ခတဲ့အခြေအနေဟာဆိုလို့ရှိရင်လည်းယခုထက်ကိုအစာပေါင်းများစွာပို့ပြီးတော့ညပြလာနိုင်ခြင်းရှိပါတယ်။ထို့အပြင် တချို့ကျွန်တော်တို့အမြတ်တနိုးထားတဲ့ခြေဟောင်းအဆောက်အုံတွေဘာသာရေးပြတိုက်တွေဘာသာရေးအဆောက်အဦတွေဟာဆိုရင်အကယ်၍ဒီလိုမျိုးကြီးမားတဲ့ပေါ့နော်စစ်ပွဲတွေဒါဖြစ်ပေါ်လာခဲ့မှာဆိုရင်အများအပြားပျက်စီးဆုံးရှုံးရမှာတေချာပဲဖြစ်ပါတယ်စစ်ပွဲတွေမှာဆိုလို့ရှိရင်ပေါ့နော်ဒီနီးပညာတွေဟာအရန်ကိုအရေးကြီးတဲ့အခန်းကဏ္ဍကနေပြီးတော့အမြဲပါဝင်လေးရှိပါတယ်အကယ်၍ဒီတက်တက်ကဘာစစ်တာဖြစ်ပေါ်လာခဲ့မှာဆိုလို့ရှိရင် cyber warfare လို့ခေါ်တဲ့ ဒီ cyber ကနေပြီးတော့တိုက်ခိုက်မှုတွေကလည်းဖြစ်ပေါ်လာနိုင်ပါတယ်အဲ့ဒါကဘယ်လိုမျိုးလဲဆိုတော့ဒီနိုင်ငံတနိုင်ငံရဲ့အခြေခံအဆောက်အုံတွေဖြစ်တဲ့ပေါ့နော် PSS တန်အားပေးစက်ရုံတွေဒီပင်မဆက်သွယ်ရေးကွန်ရက်ရှိတဲ့နေရာတွေအကုန်လုံးကိုဝင်ပြီးတော့ထိတ်ထုတ်တိုက်ခိုက်မှာပဲဖြစ်ပါတယ် AI နည်းပညာတွေထွန်းကားလာတာနဲ့အမျှပေါ့နော်ဒီမောင်းသူမဲ့လေးရင်တွေကိုလည်းစစ်ပွဲမှာအများအပြားအသုံးပြုလာနိုင်ကြပါတယ်။အဲ့ဒါကတစ်ခုကကောင်းတယ်တစ်ခုကဆိုးတယ်။ပြောချင်တဲ့သဘောကဥပမာဗျာ အရင်ခေတ်ကဆိုလို့ရှိရင်လေရင်နဲ့ဝင်တိုက်တာတို့ဘာလို့ဆိုရင်အသေးခံပြီးတော့ပေါ့နော်လူကိုယ်တိုင်ပါဝင်ပြီးတော့ဒီတိုက်ပွဲမှာအသက်ဆုံးရှုံးရတယ်အခုကနီးပညာစနစ်တွေအရန်မြင့်လာတဲ့အတွက် AI ကနေထိန်းချုပ်ပြီးတော့လူမဲ့ဒီ drone တွေလှုပ်ပြီးတော့တိုက်တဲ့အခါမှာဆိုရင်လူအသက်ဆုံးရှုံးတာကတော့နည်းလိမ့်မယ်ဒါပေမဲ့ပို့ပြီးတော့စစ်ပွဲရဲ့အခြေအနေကိုတန်ဖိုးပို့မြင့်စေတာပေါ့နော်လူတော့မပါလာဘူးဆိုပေမဲ့တခြားနေရာဒေသတွေမှာတော့တခြားဖက်ပေါ့နော်နောက်တစ်ဖက်မှာတော့အကြီးအကျယ်ကြီးခိုင်းမှုတွေ ပို့ပြီးတော့ရှိလာနိုင်ပါတယ်ဒီစစ်ပွဲရဲ့အကျိုးဆက်ကြောင့်သူတေသနာနဲ့လေလာမှုလုပ်ငန်းဆောင်တာတွေဟာလုံးဝကိုရပ်ဆိုင်းသွားနိုင်ပြီးတော့ကဘာကြီးရဲ့ဒီဒီပညာဖွံ့ဖြိုးတိုးတက်မှုနှုံးဟာလည်းလုံးဝကိုကျဆင်းသွားမှာပဲဖြစ်ပါတယ်တတိယကဘာစစ်ဆိုတာလုံးဝကိုဖြစ်မပေါ်လာအောင်လို့ဆူတောင်းရမယ်အရာတွေမှာထိတ်ဆုံးကပါဝင်နေပါတယ်တကယ်၍တတိယကဘာစစ်ကဖြစ်ပေါ်လာခဲ့မယ်ဆိုလို့ရှိရင်လည်း ဒီကျွန်တော်တို့မှန်ထားတာထက်ပေါ့နော်အစပေါင်းများစွာပို့ပြီးတော့စိုးရတဲ့အပြင်ကျွန်တော်တို့ရဲ့ကဘာကြီးကိုတော့ပြောင်းလဲသွားအောင်ပြုလုပ်နိုင်တဲ့ swing in နေသူ့မှာရှိနေပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဟာနိုင်ငံတနိုင်ငံနဲ့တနိုင်ငံဆက်ဆံရေးတွေမှာဆိုလို့ရှိရင်ပေါ့နော်ငြိမ်းချမ်းရေးနဲ့ဒီပူးပေါင်းဆောင်ရွက်မှုအရေးတွေဟာဘလောက်တောင်အရေးကြီးလဲဆိုတာကျွန်တော်တို့သတိရနေဖို့လိုပါတယ်။ဒီဗီဒီယိုလေးကိုကြည့်ရှုပေးပြီးတော့မိတ်ဆွေတို့လည်း ကယ်၍သာဒီတခုခုပေါ့နော်မှားရင်းပြီးတော့တက်တဲ့ကမ္ဘာစစ်တာဖြစ်ခဲ့မယ်ဆိုလို့ရှိရင်လေသူ့ရဲ့အကျိုးဆက်တွေကိုတခုလောက်ဆိုလို့ရှိရင်နော်ကောင်းကောင်းကြီးနားလေသဘောပေါက်မယ်လို့ထင်ပါတယ်ကျွန်တော်မိတ်ဆွေတွေရောဒီကျွန်တော်ပြောပြရတဲ့ကိစ္စတွေကိုဘယ်လိုမျိုးထင်ပါသလဲကျွန်တော်နဲ့အတူတူဝင်ရောက်ဆွေးနွေးလို့လည်းရပါတယ်မိတ်ဆွေတို့ရဲ့အတွေ့အမြင်တွေအကုန်လုံးကိုလည်းကျွန်တော်ရဲ့ comment section အောက်မှာထားခဲ့ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အဲ့တော့နောက်ထပ် video တော့မှပြန်လည်ပြီးတော့တွေ့ဆုံကြပါမယ် stay tuned see you in the next video bye bye